ောင်းလို့ဒီမားတွေကတော့ခါတိုင်းလို့တက်လို့စပဲဘုရားဥရီမဲ့တို့မလုပ်လို့မရဘူးသူတို့သူတို့အစိုးရကလည်းတက်နေတဲ့ဘက်ကဝိုင်းဝန်းကူညီပေးနေဆိုတဲ့ဟိုတတင်းချက်လက်ကို ထိုင်းလူဖွဲ့စုရောက်သွားလို့ဒီမှာခံစားရလေယုံလူတက်မှုမှာတွေ့ရတဲ့ပေါတူဖနက်နဲ့ပြည်နယ်အိတ်တွေကိုပြန်စစ်ဆေးခဲ့တဲ့အခါမြမလူသားနှစ်ယောက်ရဲ့ DNA နဲ့မတူဘူးလို့ထိုင်းနိုင်ငံရဲ့ DNA ကျွမ်းကျင်ပညာရှင်ဒေါက်တာဖွန်တစ်ကထပ်ဆိုခဲ့ပါတယ်။ဒါကြောင့် ဆွဆွဲခံထားရတဲ့မြန်မာနှုတ်ဦးဟာအမှုကနေခွင်းလုံးကျွတ်လွတ်နိုင်မယ်လို့မြန်မာတန်ယုံအထူးအဖွဲ့ကခန့်မှန်းထားပါတယ် CCTV ပုံရိပ်မှာပြေးလွှားနေတဲ့လူဟာဇော်လင်းဖြစ်တယ်လို့ထိုင်းရဲ့တပ်ဖွဲ့ကတက်သေးတင်သွင်းထားပေမဲ့ဒီတိန်နိုင်ငံတည်တံဆန့်ကျင်သူများအဖွဲ့ကတော့ဇော်လင်းမဟုတ်ဘူးလို့ငင်းပယ်ထားတဲ့အကြောင်းနဲ့အမှုရဲ့နောက်ဆုံးခြေနေတွေကိုဦးထုချစ်ကပြောပြပေးမှာပါ ို့အနေနဲ့ပေါ့လို့ဒီအမှုကအဲ့လိုမျိုးလက်ရှိအနေထားအထိအဲ့လိုမျိုးဟိုတည်တည်တည်နဲ့လောက်ကြိုက်နေတယ်ဆိုတော့ဆိုရမို့တဲ့အဖွဲ့အစည်းတွေလက်ရှိဆိုရအောင်ကျွန်တော်တို့တတိပုဂ္ဂလကျွန်တော်တို့မြန်မာလူချင်းတွေအဖွဲ့အစည်းတွေအောင်လို့လို့လို့အချင်းဖြစ်လို့ကြောင်းနေတယ်အပြင်မဲ့လေကျွန်တော်ကတောင်းပေါင်းများစွာရှိတဲ့ဒီမှာရှိတော်လို့ဒီမားတွေအတွက်ကျွန်တော်ထီရောအကောက်ပဲပြီးမယ်ဆိုလို့ရှိရင်တော့နိုင်ငံတော်ဆွေးရနေတဲ့တတ်တမမတ်ဒီဘတ်ဂျက်ကြာချက်တွေရှိပြီးတော့ရှိတော်လို့ဒီမားတွေကိုအကောက်ပဲဆောင်းဆောင်မဲ့ကျွန်တော်ဌာနတစ်ခုကြီးကြီးလန်းနဲ့ ထားပြီးတော့ကျွန်တော်တို့ဒီမှာယူကောင်းတယ်ပြင်းမယ်ဆိုရင်တော့ကျွန်တော်တို့ထိရောက်မှာဖြစ်တယ်မြန်မာရွှေပြောင်းလူသမားတွေအနေနဲ့လူအခွင့်ရေးအလုပ်သမားအခွင့်ရေးချိုးဖောက်ခံနေရပြီး အသက်ခံရတာအနိုင်ကျင့်ခံရတာတွေနဲ့မတရားဆက်ဆွဲခံနေရတာတွေအများကြီးရှိတယ်လို့ဦးထူးချစ်က ပြောပါတယ်ကျွန်တော်တို့မြန်မာတစ်ပိုင်းပေါ့မြန်မာရွှေပြောင်းတိုင်းနိုင်ငံမှာနေတဲ့မြန်မာရွှေပြောင်းလူသမားတွေအနေနဲ့လည်းဒီလိုတစ်ခုပြဿနာတက်လို့ရှိရင်ဆိုရအောင်အကူအညီမှတည်တာလေနောက်တစ်ခုကကျွန်တဲ့ ဆိုလို့တဲ့ဖွဲ့စည်းနေတယ်ဘယ်လိုပြောဆိုရအောင်လဲဖြစ်ချက်ပေါ့ဒါပေချက်ကလည်းဟိုထိုင်းတာမန်ဂျူရီနဲ့ထိုင်းဆွေရထိုင်းလုပ်ငန်းရှင်တွေကလည်းသူတို့အတွက်ဒါဟိုတကယ်ကိုတမင်းဖြတ်နေတကားလားတူပါမှာဆိုတော့မြန်မာရှင်းပါလို့ဒီမားတွေကတို့ခါတိုင်းမှာတက်လို့စပယ်ဘုရားဥရီမဲ့တို့လုံးလို့မရဘူးတို့အလုံးလို့မရဘူးတို့တို့အစိုးရကလည်းတက်နေတဲ့ကတော့ဘိုင်ဝင်ပြည်ပြေးနေဆိုတော့ဟိုတရင်ချက်ကထိုင်းလူဖွဲ့စုရောက်သွားတယ်ကျွန်တော်ခံစား2014ခုနှစ် ထိုင်းနိုင်ငံလေကျောင်းမှာဒေးဗစ်နဲ့ဟန်နာတို့တည်ဆုံမှုနဲ့ပတ်သက်ပြီးမြန်မာလူသားတွေရဲ့ DNA ကိုစစ်ဆေးခဲ့ပြီးတဲ့နောက်ဇော်လင်းနဲ့ဝင်းစော်ထွန်းတို့ကို မတိမ်းမှုလူတက်မှုတရားမဝင်နေထိုင်မှုတို့နဲ့ထိုင်းရဲ့တပ်ဖွဲ့ကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။တရားခံပြသက်တွေတွေကိုစစ်ဆေးပြီးပေမဲ့ဖမ်းဆီးကံမြန်မာလူသားနှုတ်ဦးကိုစစ်ဆေးဖို့ပြန်နေသေးလို့အောက်တိုဘာ10ရက်နေ့ဆက်ရက်ကိုယုံငိမ့်ပေးလိုက်ပါတယ်။